ယ်ပြီးတော့ကျူစွာလိုက်ပါရရှင်။စာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတယ်။ရင်းနှင်းအောင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအားအပိုင်း26အနည်းဖြင့်ယနေ့အတွက်ဆက်လက်လို့မျှဝေဖက်ပြတင်ဆက်ပေးသွားချင်တော်မူလိုက်ပါလို့နာဆင်ပေးကြပါအောင်နော်။ရင်းနှင်းအောင်မွေးအပိုင်း26နွေဦးပေါလိပြီလမ်းပြီးမှကုကုပင်ကြီးများမှအသွင်ပြောင်းကြပေပြီ။ ဆင်းရဲညုံမိုင်းနေသည့်အရွက်ကလေးများဖြင့်ဖြတ်မိုးထားခြင်းမရှိတော့ဘဲဝင်းလူစဲနေအောင်ကြီးအောင်၌အယိုးပြိုင်ပြိုင်ထားနေကြသည်။လေမာအရန်တိုင်နေ၏လေတစ်ချက်ဝေလိုက်ရင်ကုတ်ကိုပင်ပေါ်မှတဖြုတ်ဖြုတ်ကြွေကြလာသောရော်ရော်ဝမ်းများမှတလန်လုံးဖွေဖွေလှုပ်နေသည်။လေတန်သည့်အခါ၌အလေးလေးထနေသောဖုံးလုံးကြီးထဲတွင်ဝေကာဝေကာလွင့်တက်သွားကြပြန်သည်။မော်ဒီတော်စောမီနှင့်အတူဘုံကြီးเจ้าမှပြန်လာကြရင် ជីជីမေတို့အိမ်ရှင်နိုင်စိုက်ထားသော ကိုမြင့်တူ၏မော်တော်ကားကိုအဝေးမှပင်လမ်းမြင်ရသည်မော်ဒီတော်စောမိပေမှခေါင်းလေးငိုက်ကလိုက်လျှောက်လာသည်ជីជីမေတို့အိမ်နာသူမယောင်မီတော်စောမိကမော်ကိုလှည့်ပြောသည် မော်နင်သွားနဲ့ငါဝင်လိုက်အောင်မယ်မော်ဒီတော်စောမိကြွေဝင်သွားသည်ကိုတစ်ချက်များလှည့်မကြည့်ပေပန်းချင်းကလေးကိုဆွဲကတုတ်တုတ်ကလေးရှောက်ပြန်ခဲ့သည် လာပါလာပါ အမိရဲ့ ချစ်ချင်းမိသည် ကိုမြင့်သူနှင့်ဖောင်လောက်အောင်စကားကောင်းနေရကားထလာကအိမ်ပေါ်မှထွက်ကြသည်ကိုမြင့်သူသည်လမ်းဘေးသို့ကြော်ခိုင်ထားသဖြင့်မော်ကိုမမြင်လိုက်ရပေမောင်မြင့်သူမြင်တာနဲ့ဝင်းလာတာပါ ကိုမြင့်သူသည်ထိုင်ရာမှ ပြုံး၍ထရဲကြိုသည်ဒေါ်စောမိထိုင်လိုက်မှပြန်ပြီးထိုင်ချလိုက်သည်တော်နီကောင်းမရဲ့လားကိုမြင့်သူကဒေါ်စောမိကိုပြုံးပြောသည်နီကောင်းမရဲ့မောင်မြင့်သူ မော်တော့စာမီးဝဲနီးလာပြီမို့တော်တော်စူးစမ်းနေတာပဲဒီနှစ်လဲအောင်ပါလိမ့်မယ်ထင်ပါရဲ့အကိုကမော်မသိတာတွေကိုတယ်လီဖုန်းနဲ့ပြပေးတယ်လို့မော်ကပြောပါတယ်ဒေါ်စောမီကပြောပြီးအတန်သာသာလေးဖြင့်ရင်နေသည်ជីကြီးမေသည်ပြုံပြုံကြီးဖြင့်နားထောင်ကရွှွှွှွှွှဝေပြောလိုက်သည်အခုပဲထိုင်းပြောနေတဲ့အမီရေမော်စာမီဝဲအတွက်သူစိတ်ပူနေပြီလေမနစ်ကလို့ကိုတိလက်ရောက်မပြရတော့စိတ်မချဘူးဆိုလို့ ဒီလောက်လဲမပူပါနဲ့ကွယ်အောင်မပေါ်လို့အခုပဲပြောနေတော့အမိရောက်လာတာပဲကိုမြင့်သူသည်မျက်လုံးချကားပြုံးနေသည်ဒေါ်စောမီသည်ကိုမြင့်သူကို တွေ့၍ပြုံးကြည့်လျက်ညင်သာချိုးအေးစွာပင် ပြောဆိုသည်မောင်မြင့်သူတော်တော်ပြောကြရှိလို့ဝင်ခဲ့တာပဲပြောမယ်လို့ဟာလေတော်တော်အတန်တန်စဉ်းစားနေရတာနဲ့ကြာသွားပြီမော့မောင်မြင့်သူမြစ်တာရှိနေတာတော်တော်သိပါတယ်ကိုမြင့်သူဤကောင်းမှချက်ချင်းငုံသွားသည် ဒေါ်စောမီဝင်လာကလေးကအကြောင်းထူပြီးဟူရိမ်မိလိုက်တော့ကြည်ကြည်မေးသည် မျက်နာကချုံနေတော့လေရင်မာ၍စိတ်တထင်းထင်းနဲ့နားဆွဲနေသည်ဒီဟာမမကြီးဟာလေမောင်မြင့်ထူအတွက်တာဝန်အမျိုးမျိုးယူပြီးအဖက်ဖက်ကပဲတာဝန်ခံနေလီငုံနေသော ကိုမြင့်ထူကိုဒေါ်စောမီကပြုံးချင်နေသည် ကိုမြင့်ထူးမှာကြားကျင်သောဖြင့်ရင်ထဲ၌လှုပ်ရှားလျက်နေသည်ဒေါ်တော်ကတူရီသောတားမို့ မမကြီးကပြောစားမစင်စားနိုင်လို့မစင်စားခဲ့ပါဘူးအခြေအနေချင်းကလည်းမတူဘူးတမီးကလည်းအမေနဲ့ခွဲနိုင်မယ်တမီးမဟုတ်ဘူးမောင်မြင့်သူရဲ့မောင်မြင့်သူရဲ့မိဘတွေကကြည်ပြူသဘောတူလိမ့်မယ်လို့လည်းမထင်ဘူးဒါကြောင့်တော်တော်ငင်းခဲ့တယ်ကြည်ကြီးမေသည်ရှင်တောက်သောမျိုးလုံးကြီးဖြင့်ဒေါ်စောမိကိုချီနေသည်ခက်ပြည့်ပြည့်ပြောနေသောဒေါ်စောမိစကားများကို ကိုမြင့်သူကဲ့သို့ပင် စိတ်အားထက်သန်စွာနားဆိုင်နေ၏ မမကြီးကတော်တော်ကိုပြောပါတယ်။မောင်မြင့်သူအိမ်တော်ကြီးအတွက်မောင်မြင့်သူမိဘများ မောင်မြင့်သူသဘောစိတ်မချမ်းသာအောင်ဘယ်တော့မှမလုပ်ဘူးလို့ဂရိပေးကြရဲဆို ဟုတ်သလားမောင်မြင့်သူဟုတ်ပါတယ်တော်တော်ကိုမြင့်သူ၏မျက်နှာမှာရှက်သွေးဖြန်လျက်နေရဲနေသောမျက်လုံးများမှာဒေါ်စောမီကိုစူဆိုင်လျက်ရှိသည်တော်တော်အနေနဲ့ကတော့မောင်မြင့်သူကိုမြင်မြင်ချင်းတားလေးလိုပဲအောက်မိခဲ့တယ် မောင်မြင့်တူကိုမကြိုက်စရာသဘောမတူစရာဘာမှမရှိပါဘူးမောင်မြင့်တူဟာတူရဲသောသားတစ်ယောက်ဖြစ်တာမို့မောင်မြင့်တူကိုတော်တော်ပြောချင်ပါတယ်မောင်မြင့်တူမိဘများမောင်မြင့်တူဒီကိစ္စကိုဖွင့်ပြောပါတော်တော်တို့ဘက်ကတော့သဘောမတူစရာမရှိပါဘူးတိုးပေမဲ့တော်တော်တို့ကမင်းကလေးရှင်ဖြစ်ပါတယ်ဒါကြောင့်ပြောပြပါမောင်မြင့်တူမိဘများသဘောတူတယ်ဆိုခဲ့ရင် အရင်ကလိုပဲတော်တော်တို့အိမ်ကိုဝင်มาထွက်ပါ လာပါ အကယ်၍မောင်မြင်တူမိပါများသဘောမတူဘူးဆိုရင်တော့တော်တော်ဒီအကြောင်းကိုထပ်ပြီးတော့ဘာမှပြောစရာမလိုပါဘူး။မောကတော့လူကြီးပြောရင်နားထောင်မယ်သဘောရှိပါတယ်။ဒေါ်စောမိစကလုံးများသည်တိကျသလောက်ပြတ်သား၏။အတိတ်ပဲလေးနဲ့ဤနူးညံ့ပျော့ပြောင်းလျက်ရှိသောမျက်လုံး၌မျက်လုံးများမှာအထူးသဖြင့်တောက်ပပြောင်းလဲနေသည်။ကိုမြင့်တူသည် သူ့နာကိုစိုက်ရရင်တလိုင်လိုင်းနှင့် ရှိစဉ်နောက်ဆုံးဒေါ်စောမိပြောလိုက်သော မော်ကတော့လူကြီးတွေပြောရင်နားထောင်မယ်သဘောရှိပါတယ်ဆိုသောစကားကိုတော့ဝမ်းသာရသည်နှင့်အမျှပဝင်မကြလားချေကိုမြင့်သူသည်နူးညံ့လျက်တည်ငြိမ်သောမျက်နှာဖြင့်ပြန်ပြောသည်ကျွန်တော်အိမ်တော်ကြီးအတွေ့မိဘတွေကိုပြောဖို့ကျွန်တော်သတ်မှတ်ပိုင်းချထားပါတယ်တော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 ်တို့သဘောတူပြီးမောကလည်းမငင်ဘူးဆိုရင်ကျွန်တော်နောက်ဆုံးအမေဘွဲယူတဲ့နေမှာဖေဖေတို့ကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်ဘက်ကနေကျွန်တော်အတွက်တော့တော်တော်စိတ်ချစီခြင်းနေ တော်တော်ကြိုက်တယ်လို့အားလုံးဖြစ်ရပါစေမယ်။မိဘတွေကလည်းကျွန်တော်ကိုခွင့်ပြုကြမှာပါပဲ။ကျွန်တော်ပူပန်နေတာကဒီကိစ္စမှာမော်ပါပဲတော်တော်။ကိုမြင့်သူစကားအဆုံးတွင်ဒေါ်စောမိမပြောမီကြီးကြီးမီအရင်ဦးအောင်ဝင်ပြောသည်။လူကြီးမိဘစကားနားထောင်တဲ့မိန်းကလေးပါကွယ်။လူကြီးမိဘစကားနားထောင်မဲ့သဘောရှိပါတယ်ဆိုမှပဲဟာမင်းပူစရာမဟုတ်တော့ပါဘူး။အခုအမိပြောတာတွေဟာမောင်မြင့်သူအတွက်ဝမ်းသာစရာကြီးပဲမဟုတ်လား။ မင်းလူရင်ဆန္ဒပြေးပြီလို့တောင်မှတ်ပြီးတော့မင်းတို့ညဟာဖူးစာပဲပါတယ်လို့ချီချီမီအစကလေးကပြောခဲ့တယ်။ဟောအခုမင်းတို့တော့ကိုယ်တိုင်ကအတိမတ်ပြူတဲ့သဘောဖြစ်လာပြီ။ကိုင်းချီချီမီစိတ်ထဲ၌ဂျီနူးလေးအာရပါရကြီးပြောချလိုက်ခါအများကြီးရင်ပေါ်သွားဟန်ရှိနေသည်။ဒေါ်စောမီကပြုံလျက်ထပ်ပြောလိုက်သည်။မော့အတွက်ကတော့မမကြီးပြောတဲ့အတိုင်းပါပဲလေ။တော်တော်ကမောင်မြင့်သူ့ကိုမော်နဲ့အတိမတ်ပြူရတော့အရင်ကလိုပဲ အင်ဂိုလာမြင်လာစီခြင်းပါတယ်။ဒါပေမဲ့မောင်မြင့်သူမိဘများထိအကြောင်းမသိသေးပဲသဘောတူခွင့်မပြုသေးပဲနဲ့တော်တော်တို့အင်ဂိုဝင်မိုးထွက်ဖို့တော်တော်ခွင့်မပြုနိုင်သေးတာမိန်ကလေးရှင်ဖြစ်တဲ့အတွက်မောင်မြင့်သူနားလဲပေးပါ။ကျွန်တော်နားလဲပါပြီတော်တော်အခုဆိုရင်ကျွန်တော်ဘက်ကကျွန်တော်တာဝန်ပဲကျန်ပါတော့တယ်ကျွန်တော်အတွက်အဆောက်အအုံစိတ်ချဖို့ရာထပ်ပြောလိုပါတယ်စိတ်ချပါတော့တော့ဒေါ်စောမိသည်ပြုံးနေတဲ့ကောင်းကြီးပြားလေးဤအမလီဟဲ့ ခုမှပဲယင်းထဲဟာအလုံးကြီးကျသွားတယ်တော့။ကြီးကြီးမေသည်တဟာဟာရဲနေ၏။ကိုမြင့်ထူးမှလူကြီးတွေကဘလို့ပင်ပြောစီကားမူမော်ထန်မစကားကိုသူ့နာဖြင့်ကြားချင်းစိတ်ကြောင့်မချစ်မရဲဖြစ်နေမိသည်။အမှန်စင်စစ်ဒေါ်စောမီမှာမော့ကိုအတော်ကြီးနားချယူရသည်ဖြာပုံပြန်သွားသောဒေါ်စောဒီကလည်းမော်ထန်သို့လှမ်း၍စာရေးကအတန်တန်အကြိမ်ကြိမ်နားချသွင်းနေရသည် မောကိုပြောကြတိုင်းမောသည်အိမ်တောင်မပြူပြားစေနဲ့ဟူကြောက်ကြောက်လန့်လန့်ချင်းညင်းဆို့မြဲသားဖြစ်သည်ဒေါ်စောသည်မောတမ်းမှအဖြစ်မရမချင်းတပတ်တကာစာရွေး၍နားပူတိုက်တွန်းခဲ့သည်အရှက်ကြောက်တို့ကြောင့်မောသည်တော်တော်နှင့်အဖြစ်မပေးနိုင်မဲဖြစ်ခဲ့သည်အိမ်ရောက်ပြီးသုံးလေးလကြာသွားသည့်အထိမောထံမှအပြေများကြာ၍ဒေါ်စောမီရောជីကြီးမေပါဝိုင်း၍ဖြောင်းဖြောင်းနားချလျက်ရှိကြသည် ထို့အတွင်ဘောဂဗေဒပညာရဲ့ဤအရေးကြီးသော အချက်အလက်များကို မကြာခဏတယ်လီဖုန်းဖြင့်ပြနေသောဆရာကလည်းနေ့စဉ်မလျှော်တမ်းတယ်လီဖုန်းစနေ၏။ဆောင်းရသည့်ကုံဆုံ၍ຫນွေဦးပေါတော်မှာပင် မော်သည် သူမိခင်ကိုအဖြေပြန်ချလိုက်သည်မိခင်ကို အဖြေမပေးမီအစင်စားကြီးစင်စားအတွေးကြီးတွေးပြီးမှဆုံးဖြတ်ချက်ချနိုင်၏။သူဆုံးဖြတ်ချက်ချသောနေ့ကိုသူ၏မှတ်စုဒဏ်ရာရီစာအုပ်လေးထဲ၌ ခြေရမန်းမသိသောသူတယောက်ခြေရမန်းသိပြီဟုရင်းတို့ရေးမှန်းထားလိုက်သည်မောင်မြင့်သူမိဘကလည်းဒီကိစ္စမမကြီးကိုပဲမိကြမှာပဲမမကြီးပဲဆောင်ရွက်ရမှာပဲဒီကိစ္စအင်းကအဖိုးကြီးကလည်းဖြစ်စေခြင်းလိုက်တာမှာဟောပြောရင်းဆိုရင်လာပြီဘုံကြီးเจ้าမပြန်လာတော့ဦးအောင်ပါသည်ဒုက္ခကြီးထောက်ကအိမ်မော်တို့တက်လာသည် အိမ်၌ဒေါ်စောမီနှင့်ကိုမြင့်သူတို့စုံနေခြင်းဖြင့်မော်ကိစ္စပဲဟုသိလိုက်သည် ။ဦးအောင်ပါသည်ထိုင်ထိုင်ချင်းပင်စပြောသည်။ဘဲနဲ့မောင်မြင့်သူရင်အေးသွားပြီလားဟေ။ဒေါ်စောမီနီကိုမြင့်သူတို့ ပြိုင်တူပြုံလိုက်ကြသည်။ရင်အေးပါမှပဲညီမကြီးရဲ့အကိုကြီးဟာတူတော်မောင်စိတ်ကိုခက်ငင်ငင်ကပဲတည်လာတော့ကြားရရသူ့အတွက်ရင်ပူးနေတယ်။ဆွဲလမ်းမြင်ဘာနဲ့မှမတူတဲ့စိတ်မျိုးစိတ်ကလည်းအင်မတန်တည်ပါတယ်။ဒီရဲ့เจ้าအကိုကြီးတိရကလေးကဖြစ်ပါစေလို့ဆုတောင်းရတာအမောပဲ မို့လေအကိုကြီးကတမင်းလေးလိုချစ်တာပါ။ဦးအောင်ပါသည်လေးနဲ့တော့အသွင်အတန်ဖြင့်ပြောလင်းရဲ့အားရဝမ်းသာရေမောလျက်နေသည်။ကျမအနေနဲ့ကတော့သဘောတူရင်ရပါပြီအကိုကြီး။မောင်မြင့်သူမိဘအနေနဲ့သာ။အမိရလေလာပြန်ပြီ။ကြီးကြီးမေဟာသူစိတ်နဲ့မတွေ့သလိုပင်မျက်နှာအိုးအိုးဖြင့်ဒေါ်စောမီကိုလှမ်းပြောသည်။ဟုတ်တာပေါ့မမေရဲ့ ဒီကအကောင့်တာဝန်ယူပြီးသားပါဆိုမောင်မြင့်ထူးမိဘအတွက်ပြောစရာမလိုလို့ပါရှင့်ဦးအောင်ပါသည်ခေါင်းဆိုင်သွား၏ပြီးမှဆင်းဆင်းဆာဆာပြောဟန်ဖြင့်တလုံးချင်းခက်ဖြည်းဖြည်းပြောနေသည်ညီမကြီးပြောတာလည်းမှန်ပါတယ်ဒါပေမဲ့အကိုကြီးတို့တီးရသလောက်တော့မောင်မြင့်ထူးပြောရင်မိဘများညင်းကြမယ်မထင်ပါဘူးတအားကိုချစ်လို့လဲတကြောင်မော့တဲ့ရင်မော့အကြောင်းကိုရေးရေးလေးလေးနားလေသိရှိသွားကြရရင်လဲတကြောင်ဒီရဲ့အကြောင်းတွေကြောင့် မဟုတ်ချသဘောတူလိမ့်မယ်လို့အကိုကြီးတော့ယုံကြည်တာပဲတလောအတောင်မဲကျော်ကိုကျမနင်းနေပါပါတီးခောက်ကြည့်သေးတယ်။တာအိုမိမပေးစားဖို့စိတ်မကူကြသေးဘူးလားမေးတော့မကူသေးပါဘူးမမမီးရဲ့။ "तू ကြိုက်မှလည်းဖြစ်တော့ तू မကြိုက်တာလည်းမဖြစ်စေချင်တော့အဲ့ဒီကိစ္စဖြည်းဖြည်းပါပဲ"လို့ပြောပါတယ်။သူတို့သားအကြိုက်တွေးမှပဲသူတို့စဉ်းစားမယ်သဘောပါ။ကြီးကြီးမေမအီကိစ္စအတွေ့ကိုမြင့်တူမီပါများအပေါ်တန်တရားဆိုစင်များမရှိပဲ။ တတိကျယုံကြည်ထားသောစိတ်ဖြင့်သူတင်မြင်ချက်ကိုမလျှော်ရန်ပြောနေသည်။မောင်မြင့်သူကမိဘကိုပြောတဲ့အခါမှာလိုအပ်တယ်ဆိုရင် ကိုကြီးကလည်းဝင်ပြောပါမယ်။မော့အကြောင်းကိုကြီးကပို့ပြီးပြောနိုင်လိမ့်မယ်ထင်တယ်။အင်မတန်လိမ္မာရင်ကျေးပြီးစိတ်တဘောရိုးဖြောင့်ဖြူစင်တဲ့မိန်းကလေးပဲ။အဖို့တန်ပါတယ်။ကိုကြီးချိုလို့လဲမော့ကိုတမိတော်ရမှာတကယ်ကံကောင်းကြတာပဲ။ ဒေါ်စောမီမှာဥအောင်ပါစကားဖြင့်နေရာကြလိမ့်မည်ဟုတတိချတွေးကစိတ်အေးသွားသည်ကိုမြင့်သူကကြောင်းအတွက်စွမ်းစည်းငွေ15ချက်ထုတ်ခါဒေါ်စောမီကိုရိုရိုတီတီကမ်းပေးလိုက်သည်ဒေါ်စောမီသည်တာတို့ခေါ်လိုက်သည်ဒေါ်စောမီအတန်းမှာစိတ်လဲကြည်လင်ချမ်းသာနေသဖြင့်တာတောင်တာယာနာပြိုဝဲကောင်းလာပြီသည်ကုကြောဦးသည်မိုးချိုစာပြူမှဘောလုံးပွဲမှပြန်ရောက်လာ၏ဒေါ်စောမီကမိုးချိုနေပြီဟုဆိုကားပြန်ရန်ထားလိုက်သည်အမိကြီးပဲပြန်ရမှာ မမကြီးလိုက်ပါမယ်ဟုဆိုလျက်ထားလိုက်လေသည်ကြီးကြီးမေမစိတ်ချမ်းသာလွန်၍တွယ်လက်ပေါ်ပါနေသည် ကိုမြင့်သူကထိုင်ရမှမတက်ထားရလျက်ဒေါ်စောမီကိုယဉ်ကျေးစွာပြန်နှုတ်ဆက်လိုက်ပြီးမှပြန်၍ထိုင်သည်ဒေါ်စောမီနှင့်ကြီးကြီးမေတို့အိမ်ပေါ်မှဆင်းသွားကြသော အခါ၌ကိုကျော်ဦး၏ရေမောတန်သည်လမ်းမပေါ်ကပင်ကြားလောင်နိုင်သည်ဘဲနဲ့ဟိတ်ကောင်ရွှေလန်းငွေလန်းပောက်ကုန်ပြီမဟုတ်လားကိုကျော်ဦးသည်စိတ်ကြီးလက်ရှိတဟားဟားရဲနေလေသည် ဦးအောင်ပါထသောမှကိုမြင့်သူကကိုကျော်ဦးနာသို့ကလျင်သူစိတ်ထဲ၌ဘဝင်မကြသည့်အချက်ကိုဖော်ထုတ်ပြောလိုက်သည်တို့တော်ကတော့ဟုတ်ပါပြီအကိုဒါပေမဲ့မောကကျွန်တော်အပေါ်မှာဘလို့လဲရှင်းရှင်းမသိရသေးဘူးလူကြီးပြောရင်နားထောင်မယ်သဘောရှိပါတယ်လို့ဒါပဲပြောသွားတယ်ကိုကျော်ဦးသည်ကိုမြင့်သူကိုပြုံးစီစီကြည့်၍မျက်မှောင်ကုပ်ပြီးပြန်ပြောသည်ရှင်းနေသားပဲကွနားထောင်မယ်သဘောရှိပါတယ်ဆိုတာမောကသူတို့နားချပြီးမှ မောကလက်ခံလို့ မင်းတို့ဒီစကားပြောတာပေါ့ကွာမင်းမိဘဘက်ကတထစ်ကြံနေသေးတော့မင်းကလေးဘက်ကဘယ်စကားကုန်ပြောနိုင်မလဲမင်းဒါရီနားမလဲသေးပါဘူးဒါတော့ရက်ကြအောင်နားချရတာမိုးစီကအပြင်းများသေးလို့ရက်ကြနေတာအခုအပြည့်ရလို့သာ ပြောတယ်မှတ်ပါမင်းနဲ့ကွာနားဝေးလိုက်တာကိုမြင့်တို့မှပြုံးရသေးတာပြုံးရသည်သူစိတ်ထဲ၌စိတ်တိုင်းမကြသေးပြီကျွန်တော်မို့ကျွန်တော်ကိုယ်တိုင်မေးကြည့်ချင်တဲ့အကိုဦးရဲ့ဘယ်နဲ့လဲမကောင်းဘူးလားမင်းဘယ်လိုမေးမလဲ ကျွန်တော်သူ့စီကိုတယ်လီဖုန်းခဏခဏဆက်နေတာပဲဟာတယ်လီဖုန်းနဲ့ပေါ့ကိုကျော်ဦးကမျက်လုံးတောင်းကန့်ကားစဉ်းစားလိုက်သေး၏မေးကွာမေးပေါ့မနေ့ကကျွန်တော်မေးပြီးအကိုဦးစီကိုပြန်ဆက်လိုက်မယ်အကိုဦးရောင်းအောင်စောင့်နေပါအေးငါစောင့်နေမယ်ငါစီပြန်ဆက်လိုက်ကိုမြင့်သူသည်ကြည်ကြီးမေအိမ်မှပြန်လာပြီးတညလုံးအိမ်မပြောချင်းရန်ကုန်မြို့တော် စီပင်သားယာရေယုံကြည်ကိုတလီဖုန်းဆက်ရန်သာစိတ်စောသည်မောထံမှပြန်ကြားချက်ကိုကြားကျင်စောသာထက်သန်နေသည်ထက်သန်နေသောစိတ်မှာဝေဒနာတစ်ခုကဲ့သို့ပင်ခံစားနေရလေသည်မောဤရုပ်တွင်ကိုမှန်ကြည့်လိုက်သည်နှင့်တပြိုင်နက်ပို၍ပင်ပြင်းပြတိုးဝါလာတော့သည် နောက်တနေ့နေ့လည်းနှစ်နာရီ၌မောထံသို့ကြောင်းမှဖုန်းဆက်လိုက်သည်မောလာဟုတ်ကဲ့ကိုညနေမော်ယုံစင်းရင်အကိုစီကိုတလီဖုန်းလှမ်းဆက်လိုက်စမ်းပါ အကိုလူရှင်းချိန်အေးအေးဆေးဆေးပြောစရာရှိလို့ဆက်ပြတ်အောင်ဆက်ပါမော်မော်ဒီငိုင်းရွေးသွားကခက်ဆိုင်ဆိုင်ပင်ဖြစ်သွားသည်ဟုတ်ကဲ့အကိုဘယ်ဟုဆက်ရမလဲကိုမြင့်သူသည်မော်ထန်သူတယ်လီဖုန်းနံပါတ်ပေးကဖုန်းပြန်ချထားလိုက်သည် မော်ဒီအလုံးလို့ရသည်မှာစိတ်ကထွေနေသည့်အတွက်မဖြောင့်အောင်ပင်ဖြစ်နေသည်ညနေလူရှင်ချိန်မှာဆိုတော့ဘာများပြောချင်မှလဲဟုမတွေ့တဲ့အခါရင်တထိတ်ထိတ်ဖို့လေ။နာယီကို မကြခဏကြည့်မိသည်။ ခဏခဏမော်နာရီကြည့်တဲ့သို့ပင် ကိုမြင့်ထူးမှလည်းနာရီကြည့်ရသည်မှာခဏခဏဖြစ်နေ၏ကိုမြင့်ထူးသည်ညနေ3နာရီလောက်ဒေါက်တာပြည်စိုးစီတိုက်သို့အရောက်သွားနေသည်တယ်လီဖုန်းကိုအပိုင်စီလျက်တယ်လီဖုန်းနားမှာမခွာပဲဖြစ်နေသည်ဒေါက်တာပြည်စိုးမှာလူနာများတူပြီးတူစီကံတဲ့နိုင်တွေ့နေစဉ်သူစိတ်ထဲ၌တယ်လီဖုန်းဆောင်နေသော ကိုမြင့်ထူးကို ထူပါတယ်ဟုတွေးကဘာများပါလိမ့်တည်ခြင်းသည် ၄နာရီ၁၀မိနစ်အချိန်တွင်လာသောတယ်လီဖုန်းမှာမော်ထန်မှပြလေသည်ဟုတ်တယ်အကိုပါ အကိုပြောနေတယ်သူ့ရင်ခုန်တန်းကို သူကြားရင် ကိုမြင့်တူကပြန်ပြောသည်ဘာကိစ္စရှိပါသလဲအကိုမော်ဒီမျက်လုံးလေးဝိုင်းလျက်နားဆွနေသည် မော်ဟိုအကိုမေးကြရှိလို့ပါမော်အကိုလေဘယ်သူတွေကပါပဲပြောပြောမော်စီယာမအကိုမကြားရင်မဖြစ်နိုင်တော့အောင် ဖြစ်နေလို့ပါမော်ရေမနေ့က တို့တော့အကိုကိုပြောပြတယ်လူကြီးတွေပြောရင် မော်နားထောင်မဲ့သဘောရှိပါတယ်လို့ပြောတယ်အကိုကအားမရဘူးအကိုပေါ်မှာလူကြီးစကားနားထောင်ပြီးသဘောတူရတာမျိုးမဖြစ်စေချင်ဘူးမော်ကိုအကိုကချစ်တယ်လို့မော်ကဟောအကိုကိုပြန်ချစ်ရလားမော်ရေအဲ့တော့အကိုသိပြရစေကိုမြင့်သူသည် ခရီးရည်တွေမယံမနာပင်တောင်းလျှောက်ကြီးပြောလေသည် သူ့စကားကိုတဲ껙စီအောင်စိတ်ရောကိုပါပြောရင်အာမရတကယ်သူအတိတ်ဘယ်မှာရှင်ရဲ့လားဟုပူပန်လိုက်သေးသည်မော်ဒီဒူးတုံနီကမျက်နာလေးနီးရဲလျက်နေသည်ကိုမြင့်ဒူးနှင့်လူချင်းမမများသဖြင့်သာတော်ပါသည်ဤလူချင်းဆိုင်၍သာပြောရမည်ဆိုရင်မိသည့်နီးနေမြပြန်မပြောနိုင်အောင်အထစ်ထစ်တုံရင်နေမည်ဖြစ်သည်ပြောပါမော် ကိုမြင့်သူသည်ယင်တကုံကုံဖြင့်မောဖြီကြားချက်ကိုဆောင်းလင်းနေသည်မောဟုပြောစဉ်ကယင်မကုံတော်လဲမော်တန်မှပြန်ကြားတန်ကိုနားစွင့်ရသည့်အခါ၌ယင်မာပြောစရာမရှိအောင်ခုံနေလေ၏မောမောစီမရက်သွားပြန်သည်ပြောပါမောတခွန်းနေပဲပြောပါမောပြောပြီးရင်ဘာမှနောက်ထပ်မပြောပါဘူးတခါတည်းတယ်လီဖုန်းချလိုက်ပါမယ်ဟုတ်လားမောပြောလေ အကိုမော်ချစ်ရမှန်းသိပါပြီအကိုရဲ့မော်ဤစကားတမ်းမှာတိုးတော်လဲအသည်နှလုံးထဲမှာစိန်ကြလာသဖြင့်အထိပယ်လေးနဲ့ကျဲဝင်လာသည်တယ်လီဖုန်းလျင်ချလိုက်သူမှမော်ဖြစ်လေ၏ကိုမြင့်တို့သည်တယ်လီဖုန်းခွက်ကြီးကိုနား၌ကလေးရဲ့ကင်တာတော်ပင်နေရှိသည်၍ရရှိသည်၍နှစ်နှစ်နေပါများခံစားခဲ့ရသော စိတ်ဝေဒနာအပေါင်းတို့သည် နှစ်ပေါင်းများစွာခြားသွားတကယ်တို့ပင် ထိုရာတို့သည်အလိုလိုမင်းမင်းပျောက်ကွယ်၍သွားကြကုန်သည်သူစိတ်မှာအတိုင်းမသိပေါ့သွားလေသည် သူစိတ်ထဲ၌ပီတိတွေစိမ့်ဖြာလျက်ဒစိမ့်စိမ့်ကြည်နူနေမိခြင်းကြောင့်တယ်လီဖုန်းကွက်ကိုမချဘဲကင်မြဲကင်ထားမိသည်ကိုကျော်ဦးကိုပုံစံရန်တတိပြန်ရမှပင်တယ်လီဖုန်းကွက်ကိုယူရပြင်းင်းစွာချလိုက်ပြီးမှကိုကျော်ဦးထံသို့တပန်းလမ်း၍ဆက်လိုက်သည်အကိုဦးလားအေးဘယ်နဲ့လဲကွာစူဇန် ကိုကျော်ဦးသည့်မျိုးလုံးကြီးပြူလျက်တယ်လီဖုန်းထဲသို့အာယုံတစ်ခုတည်းစိုက်ထားရခြင်းကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးနှင့်လွန်နေလေသည်အကိုချစ်ရမှန်သိပါပြီတဲ့အောင်ပြီဟေးအောင်ပြီကွနေဟကြီးမားလာသောပီတီလိုင်းလုံးကြီးသည်နှစ်ဦးစလုံး၏ရင်ထဲ၌တသက်တွင်မိနိုင်စရာမရှိအောင်ပင်အဟုန်ပြင်းစွာရိုက်ခတ်သွားလေတော့၏ဟုတ်ကဲ့ပါရှင်စာရေးဆရာမကြီးကျောင်းနေကျော်မမလေးရေးသားထားတဲ့ ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုဆောင်လေးအားအပိုင်း26အနည်းဖြင့်ဆက်လက်မျှဝေဖျက်ပြနေခြင်းအားဤနေရာမှာခေတ္တရန်နာပြစီရှင်။နောက်ဆက်ပြီးခဲ့ကြသူနှွေဦးမိသားစုတူးတယောက်ချင်းစီတိုင်းကိုလည်းဂျေစုအထူးအထူးပဲတင်ရှိသလိုဆက်လက်ဖျက်ပြပေးမယ်။အပိုင်းလေးတွေကိုစောင့်မျှော်လို့အနာဆင်ပြကြပါအောင်ရှင်။နောက်ဆက်ပြီးခဲ့ကြသူမျိုးမိသားစုများအားလုံးလည်းဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလို့လုံခြုံကြလျက် ကိုယ်စိတ်နှပြကျမ်းမာလို့ရွှင်လန်းကြပါစေရှင်။